ကျွန်တော်တို့ပတ်ဝန်းကျင်တွင်အလွယ်တကူရနိုင်သောဒန်းဒလွန်ပင်သည်မြန်မာတို့အတွက်ဟင်းလျာတစ်မျိုးဖြစ်ယင်းဤပိသားဖြစ်တော်လဲယင်းဤအရွက်နှင့်အသီးတို့တွင်လူသားတို့အတွက်အကျိုးပြုသည့်အာဟာရတက်များနှင့်ဆေးဖက်ဝင်အာနိသင်များစွာပါဝင်နေသည်ကိုလူအများသတိပြုမိကြမည်မဟုတ်ပေအံပွဲပင် Miracle Tree ဟုပင်တင်စားခေါ်ဝေါ်ကြသည့်ဒန်းဒလွန်ပင်ဤအကြောင်းကိုဤဆောင်မတွင်အသေးစိတ်ဖော်ပြသွားမည်ဖြစ်ပါသည်အာဟာရပြည့်ဝသောဒန်းဒလွန် တန်တလွန်အရွက်နှင့်အသီးတို့သည်ဗီတာမင်နှင့်တထုဓာတ်များကြွယ်ဝစွာပါဝင်သောတဘာဝအဖြစ်အစားအစာတစ်မျိုးပင်ဖြစ်သည်တန်တလွန်ရွက်လက်ဆက်သောတန်တလွန်ရွက်ရဂရန်တွင်ပါဝင်သော အာဟာရဓာတ်များသည်နွားနို့တွင်ပါသောကယ်လ်ဆီယမ်ဓာတ်ထက်လေးဆမုန်လာဦးနီတွင်ပါသောဗီတာမင် A ထက်၄ဆမှတ်ပြောသည့်တွင်ပါသောပိုတက်ဆီယမ်ဓာတ်ထက်၃ဆဟင်းလူနယ်တွင်ပါသောတန်ဓာတ်ထက်၃ဆနှင့်လိမ္မော်သီးတွင်ပါသော ီတာမင်စီထက်ခုနစပိုမိုပါဝင်ကြောင်းသုတေသနများကဖော်ပြကြသည့်ထို့ပြင်ပရိုတင်းဓာတ်မက်ဂနီဆီယမ်နှင့်အမြင့်ဓာတ်တို့လည်းကျွဲဝစွာပါဝင်သည်ဒန်တလွန်သည်ဒန်တလွန်သည်သို့မဟုတ်အဆိတ်အိမ်မှုများတွင်လည်းဗီတာမင်စီအလွန်ကျွဲဝစွာပါဝင်ပြီးကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသည့်အမြင့်ဓာတ်လည်းများစွာပါဝင်သောကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းမံစေသည်ဤသို့အာဟာရပြည့်ဝသောကြောင့် တန်းတလုံးကိုအဟာရချို့တဲမှုကိုတိုက်ဖျက်ရန်အတွက်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တွင်တွင်ကျကျအသုံးပြုလျက်ရှိသည်စေဖက်ဝင်တန်းတလုံး၏အံ့ဖွယ်အားနည်းသည်များရှင်းနှစ်ပေါင်းများစွာကတည်းကမြမတိုင်ရင်စေပညာတွင်တန်းတလုံးကိုစေဝါအဖြစ်အသုံးပြုခဲ့ကြသည်ခေတ်သစ်သိပ္ပံပညာ၏လေ့လာမှုများအရလည်းတန်းတလုံးတွင်အောက်ပါစေဖက်ဝင်အားနည်းသည်များရှိကြောင်းတွေ့ရှိရသည်ရောင်ရမ်းမှုကိုတတ်တာစေခြင်း ဒန်တလွန်ရွက်နှင့်အသီးတို့တွင်ပါဝင်သောအစသုတ်ရှင်နှင့်တကယ်သို့သောချက်ပေါင်းများသည့်ခန္ဓာကိုယ်တွင်းရှိရောင်ရမ်းမှုများကိုရောကျစေသည့်အစွမ်းတတိရှိသည့်ထို့ကြောင့်အစစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့သောနာတာရှည်ယောဂများအတွက်အထောက်အကူပြုနိုင်သည်ဓာတ်တိုးဆန့်ကျင် အာနိသင်ဒန်တလွန်မှာ corset နှင့် chlorogenic acid ကဲ့သို့သောဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေများစွာပါဝင်ပါသည် ယင်းတို့သည်ခန္ဓာကိုယ်ကိုဖျက်ဆီးနိုင်တဲ့ free radical free radicals တွေကိုတွန်းလှန်ပေးပြီး cell တွေဖျက်ဆီးခြင်းမှကာကွယ်ပေးပါတယ်ဒီအာနိသင်ကြောင်းနှလုံးယောဂနှင့်ကင်ဆာယောဂအချို့ဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးခြင်းလိလာမှုအချို့အရဒန်းတလုံးရက်သည်သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိကြောင်းတွေ့ရှိရပါတယ်ဒါကြောင့်စီဂျိုယောဂရှိသူတွေအတွက်တင့်တော်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။သို့တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာစားသုံးသင့်ပါတယ်။ ကိုလက်စထရောကိုလျှော့ချပေးခြင်းဒန်တလွန်သည်သွေးတွင်းရှိမကောင်းတဲ့ကိုလက်စထရောအုပ်စုတွေကိုလျှော့ချပေးနိုင်ပြီးနှလုံးကျန်းမာရေးကိုအထောက်အကူပြုကြောင်းလေ့လာမှုတွေကဆိုပါတယ်။အသည်းကိုကာကွယ်ပေးခြင်းဒန်တလွန်မှာပါဝင်တဲ့ polyphenol ဓာတ်ပေါင်းတွေသည်အသည်းကိုတတိုးပျက်စီးခြင်းမှာကာကွယ်ပေးပြီးအသည်းရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေခြင်း အမြင်တက်ကြွယ်ဝတဲ့အတွက်အစာအိမ်နှင့်ဦးလန်းချောင်းဆိုင်ရာပြဿနာတွေကိုတတ်တာစီပြီးအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။အတုံးပြုတ်ပုံဒန်းတလွန်ရွက်ကိုဟင်းချိုကြောချက်တုပ်စသည့်ဖြင့်အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါတယ်။ဒန်းတလွန်သီးကိုမူဟင်းချက်၍၎င်းပြုတ်၍၎င်းစားသုံးကြပါတယ်။ဒါအပြင်ဒန်းတလွန်ရွက်၆ခုအမုံပြုတ်လို့၍ဖြော်၍ဖြစ်တောက်သုံးခြင်းဟင်းလျာတွေမှာဖြူ၍စားသုံးခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါတယ်။မိကုံမိကုံကျုပ်အနေဖြင့် ဒန်းတလုံပင်သည်အလွယ်တကူရနိုင်ပြီးဈေးနှုန်းသက်သာသောလည်းအာဟာရတန်ဖိုးအလွန်မြင့်မားပြီးဈေးဖက်ဝင်အားနည်းတင်များစွာပေးစွမ်းနိုင်တဲ့တဘာဝရဲ့လက်ဆောင်မှုတစ်ခုဖြစ်ပါတယ်။နေ့စဉ်စားတောက်တဲ့အစာအာဟာရမှာဒန်းတလုံရွက်နှင့်အသီးကိုတင်းတင်းမြတ်တစွာထည့်သွင်းစားသုံးခြင်းဖြင့်ကျန်းမာရေးကိုများစွာအထောက်အကူပြုနိုင်မယ်လို့တိုက်တွန်းရေးသားလိုက်ရပါတယ်။